မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနိုင်ငံသားငွေကြေးဈေးကွက်မှာ73စီလုပ်ငန်းရှင်တွေအတွက်ဒေါ်လာ22တန်းရောင်းချမှာဖြစ်ပြီးစက်တမလအတွင်းလက်ရှိအချိန်အထိဒေါ်လာ69တန်းထုတ်ရောင်းထားတယ်လို့ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်က73စီလုပ်ငန်းရှင်တွေအတွက်စက်တမ3ရက်ကဒေါ်လာတန်း30စက်တမ10ရက်မှာဒေါ်လာ22တန်းစက်တမ16ရက်မှာဒေါ်လာ25တန်းစက်တမ23ရက်မှာဒေါ်လာ22တန်းနဲ့စက်တမလအတွင်းလက်ရှိအချိန်အထိဒေါ်လာ69တန်းထုတ်ရောင်းထားပါတယ်။ ပိုဘန်က CMB ကုမ္ပဏီတွေထံကဝယ်ယူထားတဲ့နိုင်ငံခြားငွေတွေနဲ့စားသုံးစီတင်သွင်းတဲ့ကုမ္ပဏီတွေကိုဒေါ်လာ1.2တန်းကျော်73စီကုမ္ပဏီတွေကိုဒေါ်လာ4သိန်းခွဲကျော်ကို7.22ရက်ကရောင်းချခဲ့ပါတယ်။ဘောဘန်က CMB ကုမ္ပဏီတွေထံကဝယ်ယူထားတဲ့နိုင်ငံခြားငွေတွေအနက်စားသုံးစီတင်သွင်းတဲ့ကုမ္ပဏီတွေကိုဒေါ်လာ1.15တန်းကျော်73စီကုမ္ပဏီတွေကိုဒေါ်လာ5သိန်းကျော် Non Trade Payment ကုမ္ပဏီတွေအတွက်ဒေါ်လာ3သိန်းကျော်ကို7.18ရက်ကရောင်းချခဲ့ပါတယ်။ ပိုးပန်က CMB ကုမ္ပဏီတွေထံကဝယ်ယူထားတဲ့နိုင်ငံခြားငွေတွေအနက်စားသုံးစီတင်သွင်းတဲ့ကုမ္ပဏီတွေကိုဒေါ်လာ1.25တန်းကျော် CMB ကုမ္ပဏီတွေအတွက်ဒေါ်လာ1400ကျော်ကို7/15ရက်ကရောင်းချခဲ့ပါတယ်စက်တမ17ရက်ကလည်းစားသုံးစီတင်သွင်းတဲ့ကုမ္ပဏီတွေကိုဒေါ်လာ1.8တန်းကျော်စက်သုံးစီကုမ္ပဏီတွေကိုဒေါ်လာ3သိန်းခွဲကျော် CMB ကုမ္ပဏီနဲ့ Nan Trade Payment တွေအတွက်ဒေါ်လာ2သိန်းကျော်ကိုရောင်းချထားတာဖြစ်ပါတယ်။